ချိုးတဲ့မိဘတွေကိုရန်ကုန်မြို့ကြီးမှာကိုပိုင်းတိုက်ခန်းနဲ့တင်တောင်းတင့်တဲ့ထားနိုင်နေပြီဖြစ်တဲ့မေသစင်ချစ်ပြည်သူများလုံးပဲမင်္ဂလာပါမေသစင်ချစ်ကတော့ចောင်းပတ်တ်ချင်းလို့ဆရာကိုပူဇော်ပြီးအိမ်ပြန်ချင်နေတဲ့ကလေးလေးဆိုတာလူတိုင်းသိကြမှာပါ ူမရဲ့ချစ်စရာအပြုတ်မှုပြောဆိုလေးတွေကြောင့်တိုင်းသိပြည်သိနမဲကြီးကလေးလေးဖြစ်လာခဲ့ပါတယ်။ချစ်မွေးပါတာကြောင့်သူမကိုဝေဖန်မဲ့သူတော်မရှိပဲအလုံးကဝိုင်းချင်းနေကြတာပေါ့။ကလေးတယောက်လိုအပြုတ်မှုလေးနဲ့စကားတက်တဲ့အတွက်ကြောင့်နမဲကြီးလူသိများပြီးနောက်ပိုင်းမှာလည်းကြောင်ညာရီများစွာကိုလက်ခံရိုက်ကိုခဲ့ရတာပေါ့။မြေသင်းချစ်လိုနမဲကြီးနဲ့ဆယ်လီကလေးလေးတွေရှိပေမဲ့အခြားကလေးတွေဟာကလေးတယောက်အပြုတ်မှုထပ်ပေါ်လို့နေတာကြောင့်မြေသင်းချစ်လောက်လူချစ်လိုခင်မများနာပါဘူး။မြေသင်းချစ်ကတော့သူမရဲ့အတိတ်ကံကြောင့်ပဲလို့ပြောရမှာပေါ့။ဒါကြောင့်မဲ့အသက်ငယ်ငယ်လေးနဲ့ခုလိုအောင်မြင်နေတာပဲဖြစ်ပါတယ်။ မေတစင်ချစ်လေးဟာအေယာဝတီတိုင်းကြုံပြောမြို့နယ်ကရွာလေးတူရွာမှာနေထိုင်ကြတဲ့ချိုတဲမိသားစုကနေမွေးဖွားလာခဲ့တာဖြစ်ပါတယ်။မွေးချင်းညီမ၃ယောက်ရှိပြီးမေတစင်ချစ်လေးကတော့သူမတို့အရင်ကံကောင်းခြင်းလေးလို့ပြောရမှာပါ။စင်ရနပါပြီတဲကုတ်လေးတတာနဲ့တာနေခဲ့ရတဲ့ဘဝကနေအခုဆိုရင်မေသစင်ချင်းရဲ့စ조사အထုံးမှုနဲ့ကံကောင်းမှုတို့ကြောင့်ရန်ကုန်မြို့ကြီးမှာကိုပိုင်တိုက်ခန်းနဲ့နေနိုင်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါပြီမေသစင်ချစ်ကောင်သူ့ရဲ့အတိတ်ကကုသိုလ်ကံတွေနဲ့ချစ်စရာကောင်းတဲ့အမှုရာလေးတွေကြောင့်မိဘတွေကိုငငယ်ရွယ်ရွယ်နဲ့လှုပ်ကြွေးကဂျေဆုဆန်းနိုင် င်ခဲ့တာပါ။တမီးအကြောင်းမသွားချင်ဘူးဆိုတဲ့ဗီဒီယိုလေးကနေနမဲကြီးလာပြီးတနိုင်ငံလုံးရဲ့အချစ်တော်လေးဖြစ်လာတဲ့မေသစင်ချစ်က ကျောင်းသားတွေကိုဇက်တိုက်ရိုက်ကူးလာခဲ့ရပါတယ်။ဆရာဖြစ်သူကိုချွလင်းစိုးကလည်းမေသစင်ချစ်လေးကိုဘေးနားကနေအပြုတ်ဝကူညီပံ့ပိုးပေးခဲ့ပြီးတော့ဆရာတပည့်နှစ်ယောက်တူတူစ조사ခဲ့ကြတာပါ။ဆရာချွလင်းစိုးကမေသစင်ချစ်လေးကြောင်းမပြောတော့ကိုလည်းကြောင်းပြောလောင်း조사ပေးနိုင်ခဲ့တယ်လို့ကျောင်းသားကိစ္စတွေမှာလည်းကလေးတယောက်ဖြစ်ပေမဲ့အလုံလာသူတွေစိတ်မပြတ်သွားစေအောင်ဘေးနားကနေတေချာချမှတ်ပေးခဲ့တာပါ။ကိုယ်တိုင်လည်းမေသစင်ချစ်လေးနဲ့အတူကျောင်းသားရဲ့လက်ခံရိုက်ကိုကမေသစင်ချစ်လေးရဲ့ထိုက်တန်တဲ့ကျောင်းသားကားတွေရအောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ ကလေးရွယ်လေးဖြစ်တာကြောင့်တဖက်မှာလည်းမေသစင်ချစ်လေးကိုចောင်းစာဘတ်မလဟင်းရစေအောင်ဆရာချွလွင်စိုးကိုတိုင်ကပဲစီမံပေးခဲ့တဲ့လုံငွေကြေးတွေလည်းစုဆောင်းမိနိုင်အောင်စီစဉ်ပေးခဲ့တာပေါ့ဒါကြောင့်မေသစင်ချစ်လေးနဲ့ဆရာချွလွင်စိုးကတမိចောင်းမသွားချင်ဘူးဗီဒီယိုလေးပောက်ပြီးတနေ့အတွင်းမှာတင်ကြောင်ညာကလေးတွေနဲ့တိုးတက်ပြောင်းလဲအောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်ကျင်းရွာထဲကစာတင်ចောင်းလေးမှာလဲလိုအပ်တာတွေဖြည့်ဆည်းပေးသလိုစာကြည့်လိုက်တဲ့ရေတန်းဆက်တွေကိုလည်းကြော်ညာကားတွေကနေစိုက်ထုတ်ကတိဆောက်ပေးခဲ့တာပါ အခုတခါမှာတော့မေတ္တစင်ချစ်တော်မိသားစုကရန်ကုန်မြို့လိုမြို့ပြကြီးမှာတိုက်ခန်းဝင်နိုင်တဲ့အခြေဖြစ်လာခဲ့ပြီးအဆင်ပြေပြေနေနိုင်ခဲ့ပါပြီ။ကြောင်ညာရိုက်ကူးရေးရှိတဲ့အခါမေတ္တစင်ချစ်တော်ကရွာကနေလာရောက်ရိုက်ကူးရတာကြောင့်သွာလာရလွယ်ကူရေးအတွက်တိုက်ခန်းဝင်လိုက်တာလည်းဖြစ်နိုင်ခြေရှိတာပါ။ ဘလို့ပဲဖြစ်ဖြစ်မွေးချင်း၃ယောက်ရှိတဲ့မေသစင်ချစ်လေတို့မိသားစုကတော့မေသစင်ချစ်ရဲ့ချစ်စရာအမူအရာလေးတွေကြောင့်ပဲနေချင်းညချင်းအစစ်ပြပြနေနိုင်တဲ့အထိဖြစ်လာခဲ့ရပါတယ်။မေသစင်ချစ်မှာအမနဲ့ညီမတွေရှိပေမဲ့မေသစင်ချစ်တယောက်သာချစ်မွေးပါတာကြောင့်တနိုင်ငံလုံးကချစ်ခင်ရပေးတာကိုရရှိခဲ့ပါတယ်။မေသစင်ချစ်ဟာအမတွေညီမတွေနဲ့လည်းတတော်တွဲဆော့တတ်ပေမဲ့လူအများကတော့မေသစင်ချစ်ကိုသာချစ်ခင်ရပေးတတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်ပဲမေသစင်ချစ်ကအသက်ငယ်ငယ်လေးနဲ့မိဘကိုလုံခြုံနိုင်တဲ့သမီးတယောက်ဖြစ်လာနိုင်ခဲ့တာပေါ့။ ပြည်သက်တို့အနေနဲ့ရောချွတ်တဲ့မိဘတွေကိုရန်ကုန်မြို့ကြီးမှာကိုပိုင်တိုက်ခန်းနဲ့တင်တောင်းတင်းနဲ့ထားနိုင်ပြီဖြစ်တဲ့မိသစင်ချင်းနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ